တော်လမ်းမနဲ့ခင်းပါခင်ဗျာလူမှုမြမသတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာ26ရက်စစ်ကောင်ရှင်အတူရောင်ယူကောက်ပဲစန့်ကြေသတင်းစီစဉ်ကိုကျွန်တော်ကိုစော့ကတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရာတော်မျိုးနယ်နဲ့ကရင်ပြည်နယ်ဖျောင်းသုံးစုမျိုးနယ်တို့မှာအကြံဖက်အာနာသိန်းစစ်အုပ်စုကပြုလုပ်မဲ့အတူရောင်ယူကောက်ပဲစန့်ကြေလှုံ့ဆော်မှုတွေကိုနှစ်ရက်တာပြုလုပ်သွားခဲ့ပါတယ်။စကိုင်းတိုင်းရာတော်မျိုးနယ်မှာမနေ့နိုဝင်ဘာ25ရက်မနေ့ပိုင်းချိန်ကမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့တော်လိုင်းအင်အားစုတွေစုပေါင်းပြီးအကြံဖက်စစ်အုပ်စုကပြုလုပ်တော့မဲ့တရားမဝင်ယူကောက်ပွဲကိုစန့်ကြေတဲ့အနေနဲ့ ။တင်းမဲ့ဖြစ်တရားမဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့ဗတိုင်းပိုစတာတွေကိုအဓိကလက်ဆုံနေရာတွေမှာချိတ်ဆွပြီးလူလူလှုပ်ရှားမှုတပိတ်ပြုတ်သွားခဲ့ပါလေ။တဆက်ထဲမှာပဲကရင်ပြည်နယ်ဖျားသောစုမြို့မှာနိုဝင်ဘာ24ရက်ညပိုင်းကအကြဖက်အာနာသိစိုးစုရဲ့တရားမဝင်ရွက်ကောက်ပွဲစန့်ကြီးရဲ့လူလှုပ်ရှားမှုတစ်ခုထပ်မံပြုလုပ်ခဲ့ပါတယ်။ဖျားတုံးစုမြို့နယ်မြို့မဈေးကြီးယုံရှိကလမ်းမပေါ်မှာဈေးပကြီးရေးဆွဲပြီးစီယုစုရဲ့တရားမွေရေကောက်ဘွဲကိုစန့်ချင်ကြောင်းလူလူလှောက်ရှောက်မှုကိုတော်လေးလူငယ်အင်အားစုတွေကပြုတ်သွားခဲ့တာဖြစ်ပါတယ်။ Thank <laughs> you.